ရှင်နွန်ထူတဲ့လမ်းအရှင်တန်ဆန်နဲ့အရှင်အကီဒိုဆိုတဲ့ဂျပန်ဘုန်းကြီးနှစ်ပါးဟာရှင်နွန်ထူတဲ့လမ်းတစ်လျှောက်ရှောက်လန်းကခရီးထွက်လာခဲ့ကြတဲ့မိုးကလည်းတဲကြီးမဲကြီးရွာချနေတာပေါ့လမ်းခွေလမ်းချိုးကလေးတစ်ခုအတိုင်းရှောက်လန်းလာခိုင်မှာအင်မတန်ချောမောလှပပြီးချစ်စဖွဲကောင်းတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့တယ် မိန်းကလေးကပိုးကီမိုနိုဝတ်စုံနဲ့ခါစီကောင်းကောင်းကိုဆင်မြန်းထားပြီးရှုံဘွက်ရေအိမ်တစ်ခုရှိနေလို့လမ်းစုံမှာကြော်ဖြတ်မသွားနိုင်ပဲအခက်တွေ့နေတယ်တဲ့အခက်အခဲကြုံနေတဲ့မိန်းကလေးကိုမြင်တော့အရှင်တန်ဆန်ကလာပါမိန်းကလေးလို့ချက်ချင်းပြောပြီးမိန်းကလေးကိုဂျိုင်းကမယူကရှော့နော်လမ်းပေါ်ကနေတယ်ဆောင်ပေးလိုက်တယ် အရှင်အကီတိုကတော့သတင်းသုံးတဲ့ကြောင်းတင်ကန်းကိုပြန်ရောက်ပြီးညအထိစကားတခွန်းမှ မဟာတော့ဘူးနောက်တော့သူ့ကိုယ်သူ တာရှည်ထိမ့်ချုပ်မထားနိုင်တော့တဲ့အတွက်တို့လိုယဟန်တော်တွေဟာ မာတုခါမတွေနဲ့နီးနီးဆက်ဆက်မနေအပ်ဘူးလို့ဖုံတော်ကြီးတန်ဆန်ကိုပြောတယ်အထူးသဖြင့်တော့မိန်းကလေးငငယ်ရွယ်ရွယ်ချောချောလှလှတွေနဲ့ခက်ဝဲဝဲနေရမယ် မိမချောတွေဟာယဟန်တော်တွေအတွက်အနေရယ်ပဲဒါကိုသိရတဲ့နေခင်းနှုံကမိန်းကလေးကိုဘာကြောင့်ပွေ့ချီခဲ့တာလဲလို့ဆက်မေးတယ်အဲ့ဒီမိန်းကလေးကိုအဲ့ဒီနေရာမှာပဲတပြည့်တော်ထားပြခဲ့ပြီး အရှင်ဖျားကဘာကြောင့်မိန်းကလေးကိုယခုထိတည်ဆောင်ထားနေရတာလဲလို့အရှင်တန်ဆန်ကပြန်လည်လျှောက်ထားလိုက်တယ်။ထားတဲ့နာရီ ထားပစ်ခဲ့တဲ့ဖို့လိုပါတယ်